လူသုံးကုန်ပစ္စည်းတွေဆေးဝါးအအေးအဖျော်ရမကနဲ့မုတ်တွေအပါဝင်အတင်စားစားတောက်ကုန်တွေအထိအစုံအလင်ရှိတာကတော့ 7-Eleven Convenience Store ပဲဖြစ်ပါတယ်။7-11ကအသင့်စားအစားတောက်ဘူးလေးတွေကို စားမယ်ဆိုရင်အိမ်ကိုဝယ်သွားလို့ရတယ်လို့စိုက်မှာတခါတည်းနှွေးခိုင်းပြီးတော့လဲစားလို့ရပါတယ်။ဒီဘူးလေးတွေဟာတဘူးနဲ့တဘူးအယောင်ကာလာမတူတာကိုသတိထားမိကြမှာပါ။ ဘာလို့လဲဆိုတော့ဒီအယောင်တွေဟာစားတော့ဘူးတွေရဲ့အထားခံတဲ့ကာလသမတ်ချက်ကိုကိုစားပြုထားတာပဲဖြစ်ပါတယ်။အဖြူရောင်ဘူးနဲ့ထုတ်ပိုးထားတဲ့အစားတောက်တွေဟာ6လအထိအထားခံပါတယ်။ဒါပေမဲ့အဖြူရောင်ဘူးကိုရေခဲတတားထဲမှာအေးခဲပြီးတော့တင်းဆဲထားရမှာဖြစ်ပါတယ်။အမဲရောင်ဘူးနဲ့ထုတ်ပိုးထားတဲ့အစားတောက်တွေကတော့တစ်ဖက်အထိပဲအထားခံပါတယ်။ဒီဘူးကိုလည်းရေခဲတတားထဲမှာလက်ဆက်အောင်တင်းဆဲဖို့လိုပါတယ်။ အနီအောင်ဘူးတွေနဲ့ထုတ်ပိုးထားတဲ့အစားအသောက်တွေကတော့၄ရက်အထိပဲအထားခံပါတယ်။ဒီဘူးတွေကိုလည်းရေခဲတက်တာထဲမှာတင်ဆက်ဖို့လိုအပ်ပါတယ်။ဒီအောင်တက်မှတ်ချက်တွေဟာအသင့်စားအစားအသောက်ဘူးတွေကိုအိမ်ကိုဝယ်ယူပြီးတော့ကိုယ့်ဘာသာကိုနှွေးစားခြင်းသူတွေအတွက်တိကိုတိထားတဲ့အရေးပါတဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်။နေ့စဉ်နဲ့အမြောက် update သတင်းတွေကိုအချိန်နဲ့တပြေးညီဖတ်နိုင်မှုအတွက် Telegram မှာ @thetin_news channel ကို join ထားဖို့လည်းဖိတ်ခေါ်ပါရစေရှင်